အမျိုးသမီးတယောက်အတွက်အရေးကြီးဆုံးအချက်နှုပြူလှပနေမှုပါပဲအချိန်လေးကုန်လာတဲ့အများအသက်တွေကြီးလာပြီးတော့အသားအရည်တွေကလည်းလျှော့ရဲလာတတ်ပါတယ်အရေးအကြောင်းတွေကလည်းစတင်ပေါ်ပေါက်လာတတ်ပါတယ်ဒါပေမဲ့မစိုးရိမ်ပါနဲ့နော်အခုပြရပြီးသွားမယ့်အစားအစာတွေကိုနေ့တိုင်းစားပြီးမယ်ဆိုလို့ရှိရင်နောက်နေ့အနေငယ်တော့အထီးပြန်လည်နှုပြူစီဖို့အတွက်အကူအညီပေးနိုင်မှာပါဒါကြောင့်ဒီပြိုလေးထဲမှာနှုပြူစီအကောင်းဆုံးအစားအစာတွေကဘာတွေလဲဆိုတာကိုကြည့်လိုက်ကြရအောင်နော်ပြိုလေးမစခင်မှာညီမတို့ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ဘေးနားနိုဒီ ဲ့လို့လည်းဟုတ်ကဲ့ပြောပါအောင်ရှင်လူမျိုးစီတဲ့အကောင်းဆုံးစားဆိုင်တင်ရပထမတစ်မျိုးကတော့ထောပတ်တီပါထောပတ်ဒီကကျမ်းမာရေးကိုအကျိုးပြုရမှာမကပဲနဲ့အသားရေလှပဖို့အတွက်လည်းအသုံးပြုလို့ရပါတယ်။မလာရတာရှိတဲ့ထောပတ်ဒီမှာဗီတာမင် E နဲ့ B complex တို့ပါဝင်ပြီးတော့သူတို့ကအသားရေကိုအားဖြည့်ရမှာအကူအညီပေးပါတယ်။အဲ့ဒါအပြင်အသားရေကိုစိုးပြေဝင်နှက်စေတဲ့ fatty acid တွေပါဝင်နေပြီးတော့ချောမွေနူးမြန်စေနိုင်ပါတယ်။ ဒါတွေမကသေးပါဘူးဗီတာမင် C တွေလည်းပါဝင်နေပါသေးတယ်။ထောပတိကိုနီးအမျိုးမျိုးနဲ့စားသုံးလို့ရပါတယ်နော်။အစိမ့်ပဲဖြစ်ဖြစ်ဖြော်ရည်လောက်တော့ပြီပဲဖြစ်ဖြစ်အတုတ်ထဲထည့်စားပဲဖြစ်ဖြစ်ပေါ့နော်။ဒါကတော့အသားရည်နုပြလက်ပါနေစီပို့အတွက်စားတဲ့နဲ့အတိအကျမျိုးပဲဖြစ်ပါရဲ့ရှင်။ ။နောက်တစ်မျိုးကတော့ဆယ်မန်ငါးပဲဖြစ်ပါတယ်။ရာစုနှစ်ပေါင်းများစွာကလေးကဆယ်မန်ငါးငွေရွှေနှုတ်ပြုံမှုဆွဲဆဲခြင်းနဲ့တူရတဲ့အတွက်အရေးအကြောင်းကင်းတဲ့အသားအေးကိုလိုချင်သူတွေကြားမှာဆိုရင်လူသိများပါတယ်။ဒီငါးမှာဆိုရင် Omega 3 fatty acid တွေပါဝင်ပြီးတော့ Omega ဟာဆိုရင်အသားအေးကိုအဆိုတက်ထိန်းမိနိုင်တယ်လို့ခရမ်းလိုရောင်ချီရနေတဲ့ကာဝယ်ပေးနိုင်ပါတယ်။အဲ့ဒါဒီဆယ်မန်ကအရွယ်မတိုင်ခင်အိုမေးရော်တာတွေနဲ့အရေးအကြောင်းဖြစ်တာတွေကိုလည်းကောက်ွက်ပေးပါရစေ။ ဆယ်မန်ငါးမှာပါဝင်တဲ့ Omega 3က Arazatin လို့ခေါ်တဲ့အရေးကြောင့်ဆန့်ကျင်ပေးတဲ့အဖြစ်အပျက်တွေကိုသက်ဆောင်ပေးပါတယ်။ဒီဓာတ်ကငါးကိုပန်းလျောက်တန်းနေစေပြီးတော့ခရဲလိုရောင်ကြီးချောက်ဖြစ်တဲ့အသားရည်ပစ္စည်းမှုတွေကိုကာကွယ်ပေးရမှာဖြစ်ပါတယ်။နောက်တစ်မျိုးကတော့ Blueberry တွေပါ။ Blueberry တွေကကျန်းမာရေးအတွက်အကောင်းဆုံးအသီးဖြစ်ပြီးတော့အရေးကြောင့်ဆွေးရည်နေတဲ့သူတွေအတွက်အကောင်းဆုံးမိတ်ဆွေဖြစ်ပါတယ်။အန်တိုဆိုင်ရနေဓာတ်တွေပါမှုမြင့်ပါတဲ့ Blueberry တွေကအသားရည်ကိုငရေနှုတ်ပြပြီးတော့ဝင်းပါစေပါတယ်။အန်ဇိုင်းတွေဟာလည်း Free Radical တွေကြောင့်ပျက်စီးသွားတဲ့ tissue တွေကို ိုပြန်ကောင်းစေပါလိမ့်ရှင်။အဲ့ဒါအပြင်အန်သိုဆိုင်ယင်နဲ့တက်အားဖြစ်ပြီးဗီတာမင် C နဲ့ E လည်းပါဝင်ပါတယ်။ဆယ်မန်ကားလိုပဲ blueberry တိရဆိုရင်လည်းတင့်တော်တဲ့တဘာဝတက်စာတစ်ခုပဲဖြစ်ပါလိမ့်ရှင်။နောက်တစ်မျိုးကတော့လက်ဖက်စင်ပဲဖြစ်ပါတယ်။လေးလံချက်တွေအရဆိုရင်လက်ဖက်စင်ကအရေးကြောင်းတွေကိုတိုက်ဖြတ်တဲ့နေရာမှာအရန်ကောင်းတယ်လို့သိရပါတယ်။လက်ဖက်စင်မှာပါတဲ့ကုမောင်းတက်ကအသားရည်ကိုပြင်လဲနှုတ်ပြိုစေပြီးတော့ခရမ်းလိုရောင်ချီကိုလည်းကောက်ွယ်ပေးပါတယ်။ခြေရင်းတက်တွေရောလာတာကိုရက်တန့်စေဖို့လက်ဖက်ရွက်နဲ့လှုပ်ထားတဲ့လက်ဖက်ရည်ကိုတောက်တုံးတင်ပါရဲ့ရှင်။ အဲ့ဒါအပြင်လက်ဖက်ရည်ကိုတော်ရုံတော့ပဲနှပ်ပြီးတော့တောက်တုံမှုအတွက်တတိပေးပြရစီနော်အလုံးသီးရဲ့အတိုင်းပဲကျမ်းမာပြရှင်ဘုရားအရာရာညီမြနေဖို့အရေးကြီးပါတယ်ဒရိုအထက်ပို့ပြီးတော့စားမယ်ဆိုလို့ရှိရင်ကျမ်းမာရဲ့အတွက်ဆိုးလို့တွေဖြစ်လာစေနေတာမို့တော်ရုံသိရင်ဝင်စားပါလို့တိုက်တုံပြရစီရှင်မြန်မာ view လို့အဆုံးလေးကြည့်မိတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက် view တွေမှာပြန်တွေ့ကြမယ်နော်